။ DIY Hive ကိုအားပေးနားဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဆရာကြီးတက်တူဘာသာပြန်ဆိုထားတဲ့စာဆိုတဲ့ဝတ္ထုတို့ကလေးကိုတင်ဆက်ဖတ်ပြပေးသွားပါမယ်။တက်တူစာမိုးလင်းကနေချိန်မိုးတောက်ကျဲတို့အယောင်တောက်ခိုင်း၌ကောင်းငင်သည်မွဲပြပြဖြစ်နေသည်။လူအီးတယောက်သည်သူ၏ဆုပ်ဖွာပါအင်းကြီးရှိကြီးကိုမကြာခဏလက်တစ်ဖက်ဖြင့်ဆွဲသိမ်းကာအေးနှင့်ဆူးရှာသောလေတို့၏တံကိုခံရင်းမြို့ကလေးအလေလမ်းမပေါ်တွင်ရှောက်နေသည် ိမ်တချို့မှာမီးရောင်တလက်လက်ကိုမြင်နိုင်သည်အိမ်တွင်၌ဝရိယကောင်းသော အင်ရှင်မတချို့ကအိမ်မှုကိစ္စများကိုတချင်းအေးအေးနှင့်လုပ်နေတဲ့ကိုလည်းကြားနိုင်သည်လမ်းမတစ်လျှောက်တွင် သူတရားအထက်ရှိသည်ပတ်ဝန်းကျင်တွင်ငြိမ်သက်၍နေ၏တခါတရံအဝေးမှခွေးအောင်နံကိုတဲ့တဲ့ကြားရသည်အိမ်သူအိမ်သားလူအများသည်အေးတက်ဤဖြစ်စီမှုကြောင့်အိယာထဲတွင်ကိုွေး၍နေကြသည်ချမ်းခိုက်ခိုက်တုံနေတော်လဲလူကြီးမှာဆွဲမြဲသောကိစ္စတရရဲ့ကြောင့် ထောင်တန်းသောလမ်းမတစ်လျှောက်တွင်တလန်းချင်းရှောင်နေလေ၏သူသည်သူ့လက်တွင်ပါလာသောတောင်ခွေးကိုအဖော်ပြွေရှောင်နေသည်လမ်းတစ်ဖက်၌တစ်ပင်များစီတန်း၍ပေါက်နေသည်တခြားတစ်ဖက်၌မြို့ဤဥယျာဉ်ရှိသည်ဥယျာဉ်၏အစုံ၌နောက်ဆုံးပေါ်ပုံစံသည်ဖြင့်ဆောက်ထားသောအဆောက်အအုံလှလှခန့်ခန့်တစ်ခုရှိသည်ထိုအဆောက်အအုံဤဝင်းထိတ်အဝင်းပေါ်၌စာတိုင်းဟူသောကပီးကိုဝိုက်၍ထိုးထားသည် လူအိုကြီးသည်စာတိုင်းဝရဏပေါ်တွင်ငြိမ်သက်စွာစောင့်ကြောင်ထိုင်လေသည် အတွင်း၌လူနှစ်ယောက်သုံးယောက်၏အတန်များကိုကြားနေရသည် သူတို့သည် နေ့စဉ်လှုပ်ယူအတိုင်းရောက်လာသောစာများကို ရွေး၍လိပ်စာများအလိုက်ခွဲခြားနေကြသည် စာလိုက်စည်းရေးတို့သည် အင်္ဂလိပ်လိုရေးထားသောလိပ်စာများကိုအော်၍ဖတ်ပြီးလျင်သက်ဆိုင်ရာအပုံများပေါ်သို့စာအိတ်များကိုပြစ်ချနေကြသည်။သူတို့သည်လိပ်စာအမျိုးမျိုးကိုအော်၍ဖတ်နေသည့်အတွင်မှတယောက်ကမြင်းလဲသမားအလီးဟုအော်လိုက်သည်။လူဦးသည် သူနာမည်ကိုကြားသဖြင့်ထိုင်ရမထရီလျင်စာဝေးအခန်းတကားပေါက်စီသို့တွား၍ရက်သည်ဟိတ်သူလေကျွန်တော်မြင်းလဲသမားအလီပါကျွန်တော်ကိုစားရဆောင်ရောက်တယ်လို့အောက်မေးလို့ကျွန်တော်နာမည်ကိုခေါ်ဆောင်ကြားလိုက်ရတယ်ဒီဖိုးကြီးဟာယူကြီးပါဘယ်တော့မှမလာတဲ့သူ့အတွက်စားဦးနေတိုင်းလာလာမင်းနေတာပါဟုဆေးကြီးကစားရိုက်ဘူကိုလှမ်းပြောသည်လူကြီးသည်ပြန်လှည့်၍သူထိုင်ခဲ့သောနေရာတွင်ထိုင်လေသည်ထိုနေရာ၌သူနဲ့နှက်တိုင်းထိုင်ခဲ့သည်မှာ၅နှစ်ရှိပြီ အလီဒီငယ်စဉ်ကနှစ်ပြည့်ဝါသနာပါသည်လက်လည်းအလွန်တဲ့သည်ငါးမြလည်းဝါသနာပါသည် ထို့နောက်သူသည်အသက်အရွယ်ကြီးပြီဖြစ်လျာထိုတက်ပြတ်မှုတို့ကို လုံးဝရှောင်ပြီးလျင် သူ၏တူရဲသောသမီးကလေးမီရီယန်နှင့်နေခဲ့သည် သူသမီးသည်စစ်သားတယောက်နှင့်အိမ်အောင်ကြပြီးနောက်ပန်ချက်ပြင်းနေသူပြောင်းရွှေ့သွားသည် ထို့သူခွဲခွာခဲ့ရသည်မှာ၅နှစ်ရှိလိမ့်ပြီသူသည်သမီးနှင့်ခွဲခွာရကမှတံဝေခကြီးစွာရသည် ငယ်စဉ်အခါကလေးများငှက်ကလေးများကိုပြစ်ခတ်တက်ဖြတ်ရသည့်အတွက်ဝမ်းမြောက်ဝမ်းသာရှိခဲ့၏လက်ဖြောင့်ကြီးကိုလည်းဂုံယူခဲ့၏ယခုသူသည်နှင့်ရှင်ခွဲခွဲနေတော့မှခါကလေးများကျိုးလေးများတိခွဲခွဲရသည့်အတွက်မြင်းများပူဆွေးတော့ကရောက်ရမည်ကိုဒီကိုသဘောပေါက်လေတော့သည်အလီသည်တယောက်ထဲထိထိချင်ချင်နေရကမှပဝင်းချင်ဤသဘာဝအလှကိုဂယုပြုမိသည်စင်လန်းဆိုပြီးတော့ရှုခင်းကျဲကြီးကိုငေးဆိုင်ကြည့်ရင်သူ့သမီးကိုတရိယာနေသည် ချစ်ခင်သူနဲ့ကွဲကွာခြင်း၏ဒုက္ခကိုကောင်းစွာသုံးသပ်မိလေသည် သူသည်သမီးနှင့်ခွဲခွာရပြီးကလေးကယခုအထိငါးနှစ်တိုင်တိုင် နေစဉ်နဲ့နှစ်တိုင်အေးအေးပူပူမိုးရွာရွာရာသီမရွေးစားတိုက်သူမပြတ်မကွက်လာ၍သူ့သမီးထံမှစာရနုနုနှင့်စောင့်ခဲ့လေသည်သူ့ကိုစားတိုက်စီရေးများစားဖို့သမားများကပြည့်ရပြုတ်ကြသည်စားတိုက်ဘဝမှာငကူနေရာဖြင့်အလွန်တီးကြီး၍စကားနေသူဖြစ်သည် သူလိုလူမျိုး၌ရွာချောင်းစရာတော်၎င်း၊ရုံးစည်းတော်၎င်း၊စားရိုက်ပူတော်၎င်းဖြစ်ရမည်ရုပ်ရည်ရှိသည်။အရာရှိချင်းများနှင့်စီးပွားရေးအဖွဲ့အကြီးအကဲတို့၏စာများကို သူတို့၏ယုံလူလင်များကအတီးအသီးယူလာကြသည်။ကျန်းစာများကိုစားပုသမားများလက်သို့အပ်လိုက်သည်။စာရွေးရွေးပြီးသော အချိန်တွင်စားရိုက်မှအားလုံးထွက်ခွာကြသည်။အလီသည်နောက်ဆုံးမှပြန်သည်။စားရိုက်ပူနှင့်စားရိုက်စည်းတယောက်သာရုံးခန်းထဲမှကြံ့ရစ်သည်။နေစမအောင်ဒီလူကြီးကယူးနေရအမှန်ပဲလား။ ဟုတ်ပါတယ်ခမဒီလူကြီးဟာမနေ့အတိုင်းစားတဲ့ကိုလာပြီးသူ့စာကိုစောင့်နေသူ့စာဆိုတာလည်းဘယ်တော့မှလာမယ့်စာမျိုးမဟုတ်ဘူးဒါပေမဲ့ तू ကတော့စိတ်မပြတ်ဘူးအမြဲလာစောင့်တာဒီလူကြီးကငငယ်ရအကုသိုလ်တွေအများကြီးလုပ်ခဲ့တယ်ငှက်မုတ်ဆိုးဖြစ်နေငှက်တွေတက်ခဲ့တာမနေ့ဘူးအဲဒါကြောင့်မို့လဲခုလူယူနေတာပေါ့ဟုစည်ရီးကပြောပြသည်နောက်မကြခင်မှပင်အလီဒီစားရိုက်တို့မရောက်လာတော့ကြီးမိတို့ဖြစ်ဖြစ်မလာကြောင်းကိုမိသူကအမြကယူစားပြီးမင်းမြန်ဆောင်ငန်းချင်းမရှိ အမတ်မတင်နေလိုက်ကြသည် နောက်ဆုံး၌သူသည်ရောက်လာ၏အသက်ကောင်းကောင်းမရှိနိုင်ဖြစ်နေသည် သူမျက်နှာကြီးမှလည်းတိတိသာသာကျသွားသည် သူနောက်ဆုံးအချိန်ရောက်လာတော့မြည်အရေးအယောင်များထွက်နေလေသည်အလီသည်အခါတိုင်းနဲ့မတူ စိတ်တူနေဟန်ရှိ၏ဒီမှာစာရိုက်ဖို့ဆရာကြီးကျွန်တော်သမီးမီရီယန်စီကစာရောက်နေပါသလားဟုခါရဝတအမေရှာသည် စာရိုက်ဘူသည်အပြင်သို့ကိစ္စနှင့်ထွက်မြေအပြူတွင်မေးလိုက်ခြင်းဖြစ်ရာစိတ်တူတို့နှင့်ခမည်းကြီးဟာဒီမှာလာလာရှုပ်နေရပဲဟုဩလိုက်သည် ကျွန်တော်နာမည်အလီပါခင်ဗျာကျုပ်တည်ရဲကျုပ်တည်ရဲခင်ဗျာခင်ဗျာသမီးရဲ့စာဟာမှတ်ပုံတင်ပြီးရောက်လာတယ်ထင်လို့လားနေပါဦးခင်ဗျာသမီးစာကိုကျုပ်တို့ကကြိုက်စားပြန်မှာမဟုတ်ဘူးလာရင်ပေးမှာပေါ့ဒီလောက်တောင်ကျုပ်တို့ကမှတ်သားထားဖို့မလိုဘူးသွားစမှာဟုဆိုပြီးစာလိုက်ဖို့ဒီထွက်သွားလေသည်အလီဒီစာလိုက်မှာပြန်ထွက်လာပြီလျင်ခက်ပြေးပြေးလျှောက်သွားသည်စာလိုက်ကိုမကြာခဏပြန်လှည့်ကြည့်နေမိသူမျက်နှာတစ်ပြင်လုံးမှာမျက်ရည်ပေါက်များစီးဆင်းနေသည် သူသမီးထံမှစာရလိမ့်မည်ဟုယုံကြည်လာခဲ့တော့လေယခုထက်တိုင်းစာတစောင်းများရောက်မလာသဖြင့်စိတ်အားရော့ကခုကိုရမယ့်အခြေသို့စိုက်နေလိမ့်မည်သူလျှောက်သွားရင်နောက်မှဆေးရည်တယောက်လျှောက်လာသောခြေတံကိုကြားရသဖြင့်လှဲ့၍သူကဆေးရည်ကြီးဟုလှမ်းခေါ်လိုက်သည်ဘာလဲဗျာဟုဆေးရည်ကမေးသည် ဒီမကြီးဆံမှာဟုအလီကဆိုကသူ့လက်တွင်ပါလာသောတံဖြူဘုံငယ်တစ်ခုကိုဖွင့်ပြီးလျင်သူ့လက်ထဲသို့မောက်ချလိုက်ရာရွှေတင်းငါးငါးပြားကျလာသည်ကိုမြင်ရသောစည်ရည်သည်အာအသင်သွားတော်သည်လက်မတော်ပါနဲ့စီဒီရွှေတင်းငါးတွေဟာခမည်းတော်အတွက်အသုံးဝင်မှာပါကျွန်တော်အတွက်ကတော့ဘာမှမသုံးနိုင်တော့ဘူးအဲ့ဒါတွေခမည်းယူပြီးတော့ကျွန်တော်အတွက်တစ်ခုတော့ဆောင်ရွက်ပေးစီခြင်းနဲ့ဘာများလဲဗျဟိုးပေါ်မှာဘာမြင်ရလဲဟိုးဟုပေါ်ဆိုတာကောင်းနေမယ်ပေါ့ ဟုတ်ပါတယ်။အလားဘုရားသခင်ဟာကောင်းငင်ဘုံမှာရှိပါတယ်။ဘုရားသခင်ရှိမှာဒီချွေတင်းကားတွေကိုပေးပါတယ်။ကျွန်တော်အတွက်ခမရကကျေးဇူးပြုပေးဖို့ကတော့မေရီယန်စီကလာတဲ့စာကိုကျွန်တော်စီအရောက်ပို့ပေးဖို့ပါပဲ။နေစမ်းမအောင်ကျွန်တော်ကဘယ်ကိုပို့ပေးရမှာလဲ။ခမရကဘာမှနေရလဲ။စာကိုကျွန်တော်တင်ဆိုင်ပုံကိုပို့ပေးဖို့ပါ။ဗျာ။ဟုတ်ပါတယ်မှန်ပါတယ်။ဒီနေ့ဟာကျွန်တော်ဘုရားနောက်ဆုံးနေလေ။မေရီယန်ကိုကျွန်တော်မတည်ခင်တွေ့ရမှာလည်းမဟုတ်ပါဘူး။ သူ့ဆရာစာလဲရတော့မှာမဟုတ်ဘူးအလီဒီမျက်ရည်ရွှန်းသောမျက်လုံးကြီးများဖြင့်သူ့ထံမှတဖြည်းဖြည်းထွက်ခွာသွားသောစိတ်ရည်ကိုငေးကြည့်ရင်ကြံခဲ့လေသည်ထိုချိန်မှစ၍အလီကိုမြေသူကမျှမတွေ့ရတော့ပေမြေသူကမျှလဲသူ့အကြောင်းမင်းမြန်ညင်လည်းမရှိတနေ့တွင်စာရိုက်ပေါ်မှာဒုက္ခတွေ့ရတော့သည်အဝေး၌ရောက်နေသော သူ့သမီးမမမကျန်းဖြစ်နေကြောင်းကြားသိရသဖြင့်သူ့သမီး၏အခြေအနေကိုသိကြလွန်၍စာအလာဆောင်ရ၏နနက်တိုင်းစာရေးကြသောအခါ ူသည်သူသမီးထံမှစာကိုတွေ့ရနုံနုံနဲ့စာရွေးနေသည့်စာရေးညကြားတွင်ဝင်၍ဟိုစာရေးကိုကောက်ကြည့်လိုက်ဒီစာရေးကိုကောက်ကြည့်လိုက်နဲ့စိတ်တထင်ထင်ဟင်းသမားမှဖြစ်နေလေသည်သူထင်သောစာရေးတအိတ်ကိုကောက်ကင်လိုက်သည် သူသမီးထံမှစာဖြစ်မည်ဟုထင်လိုက်မိသို့သောထိုစာရေးပေါ်တွင်ရေးထားသောလိပ်စာကိုမြင်လိုက်ရသောအခါဓာတ်လိုက်သောဓာတ်ကြိုးကိုကင်မိသည်လို့ဖြစ်သည်ဖြင့်ဖြတ်ခနဲပြစ်ချလိုက်သည်စာရေးပေါ်ကလိပ်စာသည်မြင်ထဲသမားအလီ၏လိပ်စာဖြစ်သည် ထိုစာသည်အလိထံသို့သူတမီမီရန်ထံမှဖြစ်ရပေမည်။စာရိုက်ပူသည်သူတမီအတွက်စိတ်ပူနေခိုက်ဖြစ်သည်ဖြင့်မြင်းလေသမားကြီးသည်သူတမီအတွက်မြင်းမြတန်ရုံးစဉ်ဖြစ်သည်ကိုသတိရမိလေသည်။မြင်းလေသမားကြီးကိုရေးရဲဆက်ဆက်ပြောမိသည်ကိုပြန်၍သတိရပြီလျှင်နောင်နာရနေရသည်။သူသည်အလီဤစာကိုကောက်ယူလိုက်သည်ဖြင့်ထိုနေ့နနက်အလီလာလျှင်သူကိုယ်တိုင်စာကိုပေးမည်ဟုစိတ်မှပိုင်းဖြတ်ထားသည်။နနက်9နာရီထိုးတင်တဲ့တပြိုင်နက်စားလိုက်တကားခောက်တန်းကိုစားလိုက်ပူအားကြားလိုက်သည်။ သူသည်ချက်ချင်းထား၍တံခါးကိုဖွင့်လိုက်သည်တံခါးကောက်သူသည်အလီပင်ဖြစ်မည်ဟုထင်သဖြင့်အလီဤစာကိုယူ၍သူကိုယ်တိုင် ပေးမည်အပြုတွင် သူမြင်လိုက်သလိုလိုရှိသောအလီဤရုပ်တွင်သည်ရုံးအပြင်ဘက်၌ရှိနေသေးသောမှောင်တိုက်ကြီးထဲတွင်ပျောက်ကွယ်သွားလေသည်သူသည်တလျှောက်လုံးအလီဤအကြောင်းကိုစိတ်မှတွင်းနေသဖြင့်အလီကိုမြင်လိုက်မိသလိုလိုဖြစ်လျာလန့်ဖြန့်၍ကြောစိတ်သွားလေသည်သူကတံခါးခွင့်မိလျင်ဥအလီခမည်းဘုရားဟုနှုတ်မှရွတ်လိုက်မိသည် ထိုအတန်ကိုကြားရသောဆေးရီလက်ရှမီဒက်စ်ကအံ့အားသင့်သွားသည်ထိုကြောင့်ဆာရွေးနေရမှဆရာဆရာဘသူ့ကိုပြောနေတယ်ရင်ဟူမေးလိုက်သည်ဟမ်ငါအလီကိုခေါ်လိုက်တာဟာဆရာအလီဆုံးတာသုံးလတော့ရှိသွားပြီလေအိတ်စာကျွန်တော်ကိုပေးပါဟာအလီသေးပြီဆိုတာဟုတ်ရဲ့လားဟုတ်တယ်ဆရာကျွန်တော်စုံစမ်းကြည့်ပြီးပြီသူစာရိုက်ကိုနောက်ဆုံးလာတဲ့နေ့ကကျွန်တော်ကိုမှားသွားတာရှိတယ်ဩဘယ်လိုမှားသွားရလဲဆေးရီလက်ရှမီဒက်စ်က အကြောင်းစုံကိုစားရိုက်ဖို့အားဖွင့်ရပြောဆိုလေသည်။အော်ဖြစ်မှဖြစ်ရလေ။အခုနောက်ငါသူ့ကိုမြင်လိုက်ရတယ်လို့ပဲ။ငါစိတ်ကဆွဲနေလို့လားလဲမသိပါဘူးကွာ။စားရိုက်ဖို့ဒီစားရိုက်တို့ရောက်လာတော့စားရိုက်ညာကိုငေးဆိုင်ကြည့်ရင်စားမြော်ရှာတော့အလီအီမြစ်တာတက်ကိုသုံးသက်နေမိတော့သည်။ထိုနေ့ညနေစောင်းတွင်စားရိုက်ဖို့နဲ့စားရိုက်စီလက်ရှ်မီတက်တို့သည်တင်းကျိုင်းကုန်းစီတို့ဖြည်းဖြည်းလျှောက်သွားကြသည်။အလီအီတင်းကျိုင်းမြေပုံကိုရှာပြေးတွေ့တော့အခါ ။စားရိုက်ဘူကသူ့လက်တွင်ပါသောစားအိတ်ကလေးကိုမြေပုံပေါ်သို့တင်လိုက်သည်။ပြီးလျင်တစ်ချက်များငေးကြည့်ပြီးနောက်ပြန်လှည့်ထွက်သွားလေသည်။ဆရေးကသူ့နောက်မှအလျှောက်လာသည်။မိမအောင်မနှက်တော့ဟာစားရိုက်ကိုအမင်းအရင်ဆုံးရောက်တယ်မဟုတ်လား။ဟုတ်ပါတယ်ဆရာကျွန်တော်အရင်ဆုံးရောက်တာပါ။အော်။ဘာဖြစ်လို့လဲဆရာ။အော်ဘာမှမဟုတ်ပါဘူးရှိပါစို့တော့။စားရိုက်ဘူသည်စည်ရီကိုခြံထားပြီးလျင်စားရဲရုံကနေသူဝင်သွားလေသည်ဖခင်ဤမြတ်တာစိတ်တဲ့နှိုးကြနေသည်အလျောက် အလိကိုကိုချင်းမစာ ပြောဆိုမိသည့်အတွက်ရှင်နာနေလေတော့သည်။မူရင်းဝိထုတို့ဒွန်ကီတူရေးသောတလက်ထာကိုဂူဂျာရတီဘာသာမှ အင်္ဂလိပ်ဘာသာပြန်ဆိုချက်ကိုမြန်မာပြန်သည်။ဒွန်ကီတူသည်အိန္ဒိယနိုင်ငံဂူဂျာရတီလူမျိုးရှေးဆောင်ဝိထုရေးဆရာကြီးတူဦးဖြစ်သည်။အာဘိနာဆင်မိကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရရှင်။